VOE သတင်းဌာနရဲ့ညွှန်ကြားမှုအပအဝင်ဝန်ထမ်း1300ကျော်ခွင့်ပေးခံရတယ်လို့သိရပါဗျ။ VOE ညွှန်ကြားမှုက Voice of America ရဲ့ဝန်ထမ်းအလုံးနေပါ Journalist များထုတ်လုပ်သူများနဲ့ပံ့ပိုးကူညီရေးဝန်ထမ်း1300ကျော်ကိုစီမံခန့်ခွဲရေးကခွင့်ရချထားကြောင်းဒီကနေ့မနက်မှသိရှိခဲ့ရပါတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။83နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်အမေရိကန်အသံနှုတ်ဆက်သွားတဲ့အတွက်အလွန်ဝမ်းနည်းမိတယ်လို့ညွှန်ကြားမှုကဆက်လက်ရေးသားထားပါတယ်။ Voice of America ဟာနှစ်ပေါင်း80ကျော်ကြာကွန်မြူနတီဝါဒဖက်ဆစ်ဝါဒကိုတိုက်ဖျက်ဖို့နဲ့ကမ္ဘာတဝန်းလုံးမှာရှိတဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီရေးတိုက်ပွဲတွေမှာမရှိမဖြစ်အခမ်းအကဏ္ဍကနေပါဝင်ခဲ့ပြီးအမေရိကန်ပြည်ထောင်စုအတွက်အဖို့မဖြတ်နိုင်တဲ့အရာတစ်ခုဖြစ်ပြီးဘာသာစကား48မျိုးနဲ့အပတ်စဉ်လူသန်း360ကျော်ထံသတင်းအချက်အလက်တွေရောက်ရှိနေတယ်လို့ညွှန်ကြားမှု ှုကဆက်လက်ရေးသားထားပါတယ်။အမေရိကန်ပြည်တော်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAG အမည်ထောက်ပံ့မှုနဲ့ BOA RFA အပါဝင်လုပ်ငန်း6ခုမှာလုပ်ငန်းတွေလည်ပတ်နေတာဖြစ်ပါတယ်။ဒီလိုလည်ပတ်နေတဲ့အပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမလ15ရက်မနက်မှာတာစီတဲ့အမိန့်ကိုအတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်ရဲ့သမ္မတအမိန့်ပြန်တမ်းမှာ USAGM အပါဝင်ပြရိုက်တွေအိုမဲအမေရိကန်အကူအညီပေးရင်တိုင်းရင်းသားလူနည်းစုပိုင်းစီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးရေးအစရှိတဲ့အဖွဲ့အစည်း6ခုကို ဥပဒေအရခွင့်ပြုနိုင်တဲ့အမြင့်ဆုံးအတိုင်းအတာအထိလုပ်ငန်းတွေရပ်ဆဲဖို့ညွှန်ကြားထားပါတယ်။